ထိုင်းနိုင်ငံချွန်ဘူရီ KI မှာဝန်ဆွေးရတဲ့ခိုင်းကျွေးတွေကိုနှစ်စဉ်ပြိုင်ပွဲအတွက်အပြေးတန်တဲ့ပြိုင်ပွဲဝင်တွေအဖြစ်တွေ့မြင်ရမှာပါပုံမှန်ကတော့ AACC နေတတ်တဲ့ကျွေးတွေဟာဒေသခံတောင်သူတွေနဲ့လေကွင်းတွေထဲမှာဖြည်းဖြည်းမှန်မှန်အလုပ်လုပ်ကြတာပါဒါပေမဲ့အခုတော့တစ်နှစ်မှတစ်ကြိမ်သူတို့ဘယ်လောက်အမြန်ပြေးနိုင်တယ်လဲဆိုတာကိုပြသကြပါတယ်ဂျော်ကီတွေကအကံအကွယ်ဝတ်စုံမပါပဲမီတာ100ပြေးပွဲတစ်လျှောက်အဆုံးအထိကျွေးရဲ့ကြောပေါ်ကနေမပြုတ်ကြဖို့စူးစမ်းကြရပါတယ်တချို့ကတော့ပန်းနိုင်အထိမရောက်ကြပါဘူး ပြိုင်ပွဲမှာအန်ဒီရဖြစ်နိုင်ပြီမဲ့ရတဲ့စုချင်းငွေကရတဲ့ဒဏ်ရာတန်ချက်တွေထက်တန်တယ်လို့ဆိုကြပါတယ် Some of the buffalo is like to buck တချို့ကျွေးတွေကကန်ကြောက်တတ်တယ်တချို့ကတော့ဘေးကိုရင်းထွက်တတ်တယ်ဒါပေမဲ့ပန်းတိုင်ရောက်ဖို့အတွက်သူတို့ကြောပေါ်ကနေပြုတ်မကြဖို့ကြိုးစားရပါတယ်လို့ပြိုင်ပွဲဝင်တအူးကပြောဆိုထားပါတယ် The racing is the best. ဒီပြိုင်ပွဲကအကောင်းဆုံးပဲ။ကျမကျွဲတွေပြေးနေတာကိုကြည့်ရပြီးတော့ကျွဲတွေကတော်တော်လေးချစ်စရာကောင်းတယ်လို့ပြိုင်ပွဲကိုလာကြည့်တဲ့ပရိသတ်တအူးကပြောဆိုထားပါရီ။ဒီပွဲတော်ကိုဘန်ကောက်မြို့ရဲ့အရှိတောင်ဘက်ကချွန်ဘိုရီခရိုင်မှာကျင်းပလာတာနှစ်ပေါင်း150ရှိပြီလို့ဆိုပါရီ။အစကတော့ဒေသခံစိုက်ပျိုးရေးအတွက်ကျွဲတွေရဲ့အရေးပါတဲ့ပံ့ပိုးမှုကိုဂုံပြူတဲ့ပွဲတော်တစ်ခုဖြစ်ပါရီ။ဆယ်ရန်တရားတွေကလေယာဉ်အလုတ်တွေမှာတဖြည်းဖြည်း အစားကျိုးဝင်ရောက်လာတာနဲ့အမျှကျွဲကောင်ကြီးလည်းညော့နေလာခဲ့ပါတယ်ဒေသခံအာနာပိုင်တွေကတော့ကျွဲမွေးမြူတဲ့တောင်သူတွေကိုထောက်ပံ့ကြီးတွေပေးပြီးတော့ဒီရင်ချင်းမှုကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားနေကြပါတယ်ခင်ဗျာ